ဒုက္ခတိုင်းပြည်သို့သွားရလံအကယ်၍သာ ကျွန်တော်တို့၏ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်သည်ကမ္ဘာမြေကြီးဖြစ်သည်ဆိုရင်စိတ်ကူးတို့၏လောကသည် ကောင်းကင်ဘုံများနှင့်ဆက်ဆက်နေပါလိမ့်မည်ကျွန်တော်တို့သည်ကာလတော်တော်ကြာကလေးကဖြစ်တည်မှုရတန့်သွားခဲ့ပြီဖြစ်သောကြယ်များ၏အလင်းအောက်မှအိပ်ဆက်ကြ၏ထို့ပြင်ကျွန်တော်တို့သည် ကျွန်တော်တို့၏အပြုမှုများကိုစိတ်ကူးစိတ်တမ်းများဖြင့်ရက်ရှယ်ဖွဲ့စည်းထားကြသည် စိတ်ကူးစိတ်တန်းဆိုသည်ကကျွန်တော်တို့မယုံတော့ဘူးဆိုသည်နှင့်တပြိုင်တည်းသူစစ်မှန်မှုနှင့်ပျောက်ဆုံးကုန်တတ်သောအရာများဖြစ်လေသည်လိုဝက်စ်ပန်ပော့ဖ်တပတ်လျင်တစ်ခါသူမဟုတ်နှစ်ခါကျွန်တော်စာဖတ်သူများထံမှစာအချို့ကိုဖတ်ရတတ်ပါသည်ကျွန်တော်ရေးခဲ့သောအသေးစားတမ်းများနှင့်ပတ်သက်၍အားမလို့အားမရခံစားကြသူတွေရှိသည်ကျွန်တော်စာတွေမှာကျွန်တော်တို့တိုင်းပြည်နိုင်ငံရေးနှင့်ပတ်သက်လို့လူမှုပတ်ဝန်းကျင်ပြန်လည်ပြင်ဆင်ရေးနှင့်ပတ်သက်လို့ ကျွန်တော်အကြံဉာဏ်ထင်မြင်ချက်ပုံဖော်ချက်တွေထည့်မြေခဲ့ခြင်းကိုသူတို့အားမရပါကျွန်တော်ကသူတို့ခဏခဏမေးလာကြသည်ဒုက္ခတိုင်းပြီယူတိုပီးယားသို့သွားရလမ်းကဘယ်မှာလဲကျွန်တော်မှာကအတွေးဤမြင်ကွင်းကိုပုံဖော်ရန်အလေးအကျင့်မရခဲ့သောကြောင့်ထိုမွေးခွန်းများကိုဘလို့ဖြေရပါမလဲဟုမသိခဲ့ပါထို့ကြောင့်အော်တိုဘာလအစောပိုင်းရက်စီကနယူးယောက်လူတုစာကြည့်တိုက်ကယူတိုပီးယားပြပွဲတစ်ခုခင်းချင်းပြသမည်ဆိုသောအခါ ကျွန်တော်ဝမ်းသာသွားခဲ့သည်ပြပွဲဤအမည်မှာယူရိုပီးယားအနောက်ကမ္ဘာ၌စံပြလူဖွဲ့စည်းကိုရှာဖွေခြင်းဖြစ်သည်ကျွတ်တင်ကြေညာချက်များအရာကျွန်တော်သိရသည်မှာပြပွဲတွင်ပြီးခဲ့သည့်နှစ်2000ခန့်ကာလကစ၍ကဘာကြီးဤရိုရင်းပြည့်စည်မှုများကိုကဲတင်၍အဖက်ဆက်ပေးခဲ့သောစာအုပ်စာတမ်းများအဖြစ်ပြက်များနှင့်ပကြီးရုပ်ပုံလက်ရများစုစုပေါင်း400လောက်ကိုပြသထားသည်ဟုဆိုပါသည်၎င်းတို့အနက်1900စုတုန်းကပြုစုခဲ့သောဒုက္ခဘုံ Paradise နယ်မြေသို့ချဉ်ကပ်ရန်မြေပုံနှင့်အတူ Thomas Jefferson ၏လက်ရေးစစ်စစ်ဖြင့်လွတ်လပ်ရေးကြီးညာစာတန်းကိုအတင်းတင်းကောင်းမွန်သော copy မူအဖြစ်ပြသထားသည်ဟုဆိုသည်ကျွန်တော်စာဖတ်သူများအား Utopia ဒုက္ခတိုင်းပြည်သို့သွားရလမ်းကိုလမ်းညွန်နိုင်ရန်အတွက်ကျွန်တော်ပြပွဲကတ္တလောက်တစ်ခုဝယ်ပြီးသွားကြည့်လိုက်ပါသည်စာကြီးတိုင်းပြတိုင်းမူများသည့်သူတို့ပြပွဲကိုတမိုင်းတင်ငန်းစာတစ်ခုကဲ့သို့ပြင်ဆင်ထားသည်1516ခုက လက်တင်ဘာသာပြပြမဆုံးကျင်စတင်ပုံနှိပ်ခဲ့သောစာတော်မတ်မူ၏ယူတိုပီးယားစာအုပ်မှစပြီးပြသထားပါသည်ရှေးဟောင်းစာအုပ်များသည်ရွှေရောင်ဝင်လက်နေသည် Voltaire ၏ Candide မူရင်းစာအုပ်လည်းပါသည်ယူတိုပီးယားဟုသောစကားသည်ဂရိဘာသာဖြင့်ကောင်းသောနေရာ Good place နှင့်မရှိသောနေရာ No place စကားလုံးနှလုံး၏အဓိပ္ပာယ်ပေါင်းစပ်ထားခြင်းဖြစ်သည်မိုး၏ယူတိုပီးယားမတိုင်မီကလည်းကြပြားလင်္ကာများတွင် ထိုကောင်းသောနေရာအဓိပ္ပာယ်ဖြင့်ရုပ်ပုံလွှာများဖွဲ့ဆိုခဲ့ကြသည်ဥပမာအကေဒီးယားဟုသောနေရာယောမနိုင်ငံကြီးယိုယွင်းလာသောအခါယောမနိုင်ငံ၏အကေဒီးယားနယ်သည်အေရင်ဥယျံအဖြစ်သို့ပြောင်းလဲပုံဖော်ခံရသည်ဂရိစာသို့ကဗျာဆရာအများကြီးစတို့တွင်အကေဒီးယားသည်ဒုက္ခချမ်းသာနယ်မြေဖြစ်သည်ဗာဂျဲလီပျော်ရွှင်နေသောတူချောင်းသားများသည် အလန်စီယန်ယာဂင်ပြင်းများ၌ပလွေမှုကြသည် အိုဗစ်ဤမသေးသက်သားသူရဲကောင်းများသည်ဘလတ်ကျော်များပေါ်တွင်ဗန်တီများဆိုင်ရင်နှစ်သိကျင်းနေကြသည်အကေဒီယာနှင့်ပါရာဒိုက်သုခပုံများသည်အချိန်ကာလမရှိသောကမ္ဘာလောကတွင်ဖြစ်တည်ကြသည်အဒီမှာကောင်းကင်သည်ထာဝရပြားလင်လျက်လေးသည်မွေးပြန့်သောတောင်ရက်စီမှနူးညံ့ညံသာစွာတိုက်ခတ်လျက်လူသားတို့သည်ဘာလုံးမှလုပ်ဖို့မလိုတရိတ်ဆက်ငယ်များကိုပုတ်သက်ချော့မြူနေယုံစပြစ်သည်များကိုခူးစနေယုံမှဖြစ်သည်သောမတ်မွေယူတိုပီးယား ဒုက္ခတိုင်းပြည်သည်သူ၏တတိယကြိမ်ထုတ်ဆောင်း၌တေယုဖို့ပကြီးဟန်ဟိုစပိန်ကြီးရဲ့ကိုအနေညီဖြစ်သူ၏လက်ရဖြင့်ပြထားသည်။ကတော့လာချမ်းပုံကျော်တကြုံဖြစ်သည်16ရာစုရေချောင်းခီးရွက်သင်းမောဖြင့်တွာလာလူရနိုင်တော်သည့်ခီးအကွာဝေးမှရှိသည်မိုးတီယူတိုပီးယားတိုင်းပြည်ကိုတေယုဖို့ရ၌အထမမြောက်ဟင်နရီဘရင်၏အဓိပတိအဖြစ်သူကိုယ်ပိုင်အတွေ့အကြုံစိတ်ကူးတို့ကိုပလေတို၏ Republic တိုင်းပြည်အကြောင်းစာအုပ်မှာဖတ်ရှုလေ့လာချက်တို့ဖြင့်ပေါင်းစပ်ထားခဲ့ခြင်းဖြစ်သည် မိုးဒီတနာတဟာယတနည်းစုပေါင်းချမ်းသာမှုစိတ်ကူးကိုဝေယောပနဲ့ပထမဆုံးပုံဖော်ခဲ့သောစာရေးဆရာဖြစ်သည့်သူစေးဝင်စားသည့်ကအများနှင့်ဆိုင်သောဝိတုပစ္စည်းအများကြီးကောင်းကျိုးချမ်းသာဖြစ်သည့်တဦးချင်းဤတတိပုဂ္ဂလအလိုဆန္ဒပြည့်မှုမဟုတ်မိုး၏ယူတိုပီးယားတိုင်းပြည်တွင်မိမိတယောက်တည်းဤကျိုးစီးပွားကိုရှေးရှုပြီးပိုင်ဆိုင်ရန်ရာဇဝတ်မှုကျူးလွန်သည့်လောဘတာတို့အာကျုံဖြစ်ကြခန့်သည်ဟုအပြစ်ပေးသောတရားစီရင်ချက်ရှိသည့်ထိုနိုင်ငံတွင်လယ်သမားတို့သည် မိမိတို့ယာကင်းလေတို့မှထွက်ကုန်ပြောင်းမှုကိုဂျုံဖြင့်လဲလဲရအောင်ကြသည်မျိုးပြတုံပစ္စည်းများကိုယာထွက်သီးနှံဖြင့်လွတ်လပ်စွာလဲလဲကြ၏ငွေတဲ့ပိုးတဲ့သင်္ကန်းပစ္စည်းများလုံးဝဝိသင်ခြင်းမပြုရတိတ်တခိုးဝိသင်သည်ဟုတွေ့လျင်ကြီးလေသောအပြစ်ဒဏ်ကိုရမည်ရွှေတဲ့ပစ္စည်းသည်လည်းဥပရေပြုလွတ်တော်သုံးရန်အိုးပြုလုပ်ခြင်းအတွက်သာယာထားခံရသည် မိုးဒီတုခက်ကအင်္ဂလန်ပြည်မူကြီးမိုက်ယာတို့၏ရက်ဆက်ရိုင်းပြသောဖောက်ပြန်မှုများကိုစိတ်ကုံသည်ဖြင့်ယူရိုပီးယားကိုပုံဖော့ခဲ့ခြင်းဖြစ်သည် မွေးပဝင်းခြင်းနှင့်ငွေကြေးသည်အရာအားလုံး၏ဆန့်ဖြစ်သည်အကောင်းဆုံးဟုသောအရာအားလုံးသည်အစိုးဝါဆုံးသောလူ၏လက်ထက်သို့ရောက်ကုန်ညာသည်ထိုဖောက်ပြမှုများကိုပြင်ဆင်မှုရေးသားလိုက်သောယူတိုဗီးယားဆောက်သည်ထွက်လင့်ထွက်ခြင်းလူကြိုက်များခဲ့သည်နေဆက်ဆက်ပြောသမှတ်ဖြစ်ရသည်ခက်အဆက်ဆက်စာရေးဆရာတို့အားဩဇာတက်ရောက်လွှမ်းမိုးခဲ့သည်စာဖီလစ်ဆစ်ဒနီ၏ Counters of Pembroke Arcadia 1950နှင့် San Francisco Bay Con E New Atlantis 60 27တို့ကိုပြကန်းမှဆက်လက်ပြသက်ထားသည်ထို့နောက်ပြပွဲသည်16ရာစုအစောပိုင်းညံလင်းရောက်များသည်တို့ရောက်လာသည် Thomas Hosnip John Locke နိုင်ငံရေးသီအိုရီများသည်ရောက်လာသည်အဒီမှာတစ်ဆင့်ဂျာမနီတွင်1648ခုနှစ်ကထုတ်ဝေခဲ့သောကွန်မြူနစ်ကြေညာစာတမ်း Communist Manifesto ပထမကျင့်လုံစာအုပ်ကိုတွေ့ရသည်အဒီနောက်နှစ်တရာအတွင်းမှာတော့ Utopia စိတ်ကူးကိုဖျက်လို့ဖျက်ဆီးပြုလိုက်သောရာစုနှစ်အကြီးဆုံးစစ်ပွဲများကိုခင်ကျင်းပြသထားပြန်သည် George Orwell Animal Farm Audas Asley E Bridge New World တို့သည်ယူရိုပီးယားဒုက္ခတိုင်းပြည်စန့်ကျင်ဘက်ဒိုင်စထိုပီးယားကိုပြောင်မြောက်စွာတည်ုပ်ဖော်ထားသည်။နေအောင်တောက်ပနေသောပင်လယ်ပြင်မှာအံ့ဩဖွယ်ရာကျွမ်းတရာသည်တခဏချင်းပင်ရက်ဆက်သွေးစားသောတက်ဖြတ်မှုများတန်ဆူးကြိုးများ ထောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။ပြပွဲကိုကျွန်တော်စကြည့်သောအချိန်သည်အယ်ဂိုနှင့် George W Bush တို့သမ္မတရာထူးတို့ဘော့စတောမှာအကြီးအကျယ်သက်နိုင်လို့ဟောပြောအပြီးမနက်ခင်းဖြစ်ပါသည်။နေ့လယ်ခင်းမှာတော့သူတို့၏မှတ်ချက်များကိုဖတ်ခွင့်ရခဲ့သည်။ ထိုအခါကျွန်တော်နားလဲသွားပါသည်ဒုက္ခတိုင်းပြီးရောက်အောင်သွားဖို့စံပြလူဖွဲ့စီကိုဘလို့ပုံဖော်ရမလဲဟုမသိသူမှာကျွန်တော်တယောက်တည်းမဟုတ်ပါလားတိုင်းပြီးကိုအုတ်ချုပ်တော်မီမဲဆွဲနေသူထိုနှစ်ယောက်တည်းလဲဒနာတဟာယအများကောင်းကျိုးချမ်းသာဆိုတာကိုစကားထဲမှာလုံးဝထည့်မပြောခဲ့ပါလားလူဖွဲ့စီသွားလေရာသူဘဲကလေးကိုမှချက်မထားပဲအပါခွန်နိုင်မှုဘဲမြေဘုံကိုလက်မှကင်ပြီးဘလို့ကောင်းကျိုးရှိသည့်ခီးဆုံးသူဘလို့စိတ်ကူးစိတ်တမ်းပြန်သွားမှလဲ ဒါကိုသူတို့လုံးဝဂရုမစိုက်ခဲ့ပေသူတို့ပြောသည်မကောင်းမွန်သောဘဝ good life ဆိုတာကဗြိတိရှလေချောင်းခီးအယောင်မြင့်ကြောညာများလို့ပါပဲနောက်ပြီးဘီယာတွေပိုရောင်းရအောင်အယောင်မြင့်စီမံကိန်းပြသည့်ကြောညာပြခွင့်များလို့ပါပဲထို့အခါကျွန်တော်ဒီပြကမ်းမှာပြဆပြင်ဆင်ထားသောအရာများကိုကြည့်ရင်ယခုခင်းချင်းပြသနေသည်မှာအမေရိကန်အမေရိကဥရောပတိုက်ကြီးပျောက်ဆုံးသွားသောလူစုလူဝေးအရာများစွာဤအကျဉ်းကြံတို့ဖြစ်သည်ကိုခံစားရသည်အရင်ကတော့လူသားတိကဝါဒဖြစ်သည် ရှေးဟောင်းယဉ်ကျေးမှုခက်ကလူသားအဓိကဝါဒဆိုင်ရာတင်ပြချက်တည်ရှုဖက်နဲ့တည်းလည်းမရောက်ချောကလက်ချွတ်ချင်နေလည်းမရောက်ပါခေါနတီကတ်နယ်မှာမဆန်နာတီကိုလည်းငွေနဲ့မဝယ်ပါဖလော်ရီဒါကမ်းခြေမှာဆင်းမြက်တိုက်ခန်းကွန်ဒိုမီနီယံတွေကိုလည်းမဝယ်ပါ20ရာစုတွေမွေးဖွားလာတော့သုံးဆွဲသူအဓိကလူမှုပတ်ဝန်းကျင်မှာတော့ဆက်ယုံဈေးကွက်စည်းဝါးရေးအောင်မြင်မှုများဖြင့်လိမ့်ကျန်ထားသည်တအိုးတယောက်ချင်းပြည်စုံချိန်နှမှုများကိုရှာဖွေဖြည့်သည်သည် ထိုမှတစ်ဆင့်သူတို့၏အေဂျင့်များပွဲသားများတန်တမတ်များကိုဖြည့်ဆည်းပေးသည် ထိုသူများထဲမှာတော့တိုင်းပြည်ကိုအုပ်ချုပ်မည်ဆိုသူများပါဝင်သည်ဈေးကွက်စီးပွားရေးသည့်တစ်ချိန်လုံးပင်ပိုကောင်းသောကဘာသို့ဟုကြော်ညာနေသည်ဖုန်းဖြင့်မယူနိုင်သောစနစ်စာဖြင့်မယူနိုင်သောစနစ်အင်တာနက်ဖြင့်မယူနိုင်သောစနစ်အိမ်တိုင်းရာရောက်ပို့ဆောင်ပေးမည်ဝန်ဆောင်မှုစနစ်ပိုကောင်းသည့်ကဘာသို့ပို၍သိမ်ကြသည့်ပစ္စည်းများသည့်သို့ပို၍လင်းမြန်စိမ့်ဝင်သောအရာတာများသည့်သို့တာမန်နေ့တစ်နေ့တွင်ကျွန်တော်တို့သည်နေရင်ထိုင်ရင်သွားရင်လာရင်ကြော်ညာပေါင်း3000ကျော်ကိုမြင်တွေ့နေရသည် ုံမြင့်တန်ကြားမှာမဂဇင်းချန်နယ်တွေမှာစူပါမားကတ်တွေမှာကြော်ညာပိုစတာပေါ်ပြကြီးတွေပေါ်မှာဘေ့စ်ဘောအုပ်ထုပ်များပေါ်မှာသူကြော်ညာများတီ ovene vagel no ညွန်ပြခဲ့သောအေရင်ဥယျာဉ်တပွဲကဘာမြေဆိုင်ရာဥယျာဉ်သားများတီတို့လမ်းညွှန်နေကြသည်ဒီတော့ကျွန်တော်တို့ဒီယခုပင်လျင်အချိန်ကာလဆိုတာမရှိသောကဘာတဲသို့ရောက်နေကြပြီမဟုတ်ပါလားယောဝိတုဆိုင်ရာဒုက္ခပုံ material paradise တီ ။စုညံသောတိုးချောင်းသားများနှင့်တိတ်ဆိတ်သောတိုးငယ်တို့အကြအကြီးကြီးသောကွက်ပြားချာနာမှုကဘာလဲဟုမခွဲခြားနိုင်ခဲ့။ထို့တူပင်ကွန်ပျစီကောင်းကောင်းဈေးကြီးကြီးကိုတုံးဆွဲခြင်းသည့်သာ ကောင်းမွန်သောဘဝဟုအထိပ္ပယ်ဖွင့်ဆိုနေသောတုံးဆွဲသူအဓိကလူအဖွဲ့စီလည်းခွဲခြားမပေးနိုင်ခဲ့။အရင်ဂရိခေတ်တုန်းကတော့ဒိန်ကပစ္စည်းတွေအာနာတီဇုစ်နာမင်းကြီးကပိုင်ဆိုင်သောအရာဖြစ်သည်။ယခုတော့ဈေးကွက်စီးပွားရေးစနစ်ကဇုစ်နာမင်းကြီးပိုင်ဆိုင်ခွင့်ကိုငွေထံသို့လွှတ်ပြောင်းပေးရလိုက်သည် ငွေကအရာရာကိုကင်တွယ်ဖြည့်ရှင်းသွားလိမ့်မည်။အကယ်၍ကျွန်တော်ဒီယူတိုပီးယားကိုတရုတ်ဖော်ရမစမ်းသခဲ့ဘူးဆိုရင်အကြောင်းရင်းမှာကျွန်တော်ဒီနေစဉ်နဲ့အများကြောညာတွေကြီးတွေ့နေရတော့ကြောင်ဖြစ်မည်။နိုင်ငံတိုးတက်ရေးဆောင်ရွက်မည်ဟုသောမိန်ကွန်းများသောကိုကြားနာခဲ့ရတော့ကြောင်ဖြစ်မည်။လွတ်လပ်သောဈေးကွက်စည်းဝါးရေးစနစ်ကပြည်သူလူထုကိုဒီမိုကရေစီဖြင့်ဘလို့ကောင်းကျိုးပြုသည်ဟုသောဝါဒဖြန့်စကားလုံးများစွာမျိုးချပြီးခဲ့တော့ကြောင်ဖြစ်မည်။ဈေးကွက်ဆိုတာလွတ်လပ်သောဒီမိုကရက်တစ်ခွင့်ရမှာမဟုတ်ပဲ။ ဈေးကွက်သည်လူတိုင်းကိုတာတုံညီမြစကားမပြောပေဈေးကွက်သည်ငွေတစ်ခုဒီကိုသာစကားပြော၏ငွေများရှိသူကိုရင်ကျေးစွာစကားပြော၏ငွေလုံးဝမရှိသူကိုရိုင်းပြစွာစကားပြောလေသည်ဈေးကွက်သည်လူဖွဲ့စည်းကိုလူတွေဖြစ်မတတ်မှတ်ပဲစာပို့တင်ကြတာများဖြင့်ခွဲခြားပစ်လိုက်သည်တယ်လီဖုန်းအချင်းများဖြင့်ခွဲခြားပစ်လိုက်သည်မိသားစုဝင်တို့ကိုလူတွေဖြစ်မှအလိုဆန္ဒ၏အပိုင်းစများဖြင့်အိမ်မက်၏အပိုင်းစများဖြင့်မွတ်တိတ်မှု၏အပိုင်းစများအဖြစ်အကျိုးမြတ်ဖြစ်လာမည်အရာများဖြင့် ်ပြောင်းလဲခွဲထုတ်ပေးလိုက်သည်ကံကောင်းထောင်းမှလည်းဖြင့်ကျွန်တော်သည်လူကောင်းတော်တော်များများရှိနေမှလည်းသိထားပါသည်ထိုလူကောင်းတို့၏နာမည်ကိုသတင်းစာအစမျက်နှာများတွင်မတွေ့နိုင်ပါသို့တော်သူတို့သည်ပိုရဲကောင်းမွန်သောကမ္ဘာတိဆောက်ခြင်းဖြင့်အလုံရှုံနေကြပါသည်ဆောက်လုံနေသည့်နေရာကလည်းကြီးကြပ်ခမ်းနားမှုမရှိပါသူတို့လုံသမားတီလည်းဟစ်တလာ၏တတိယ right နိုင်ငံတော်လမ်းမကြီးများစီမံချက်တွေလိုကြီးကျယ်ခြင်းမရှိ Hillary Clinton ပြောသည့် American လူထုကြမ်းမာရေးဆောင်ရှားမှုဆိုင်ရာပြန်လည်ပုံဖော်ခြင်းဝါဒလိုလည်းမကြီးမြတ်ပါ သူတို့သည်သူတို့ရနိုင်သမျှသောရန်ပုံငွေချိုးပြင်းကြောင်းတွေစောက်ပေးသည်စာကြည့်လိုက်တွေစောက်ပေးသည်နေရာကြီးကြီးတွေမှာမဟုတ်နေရာတည်တည်တွေမှာဖြစ်သည်ကျွန်တော်ဒီနယူးယောက်မြို့တွင်ထောင်စုနှစ်တက်ပထမအစနှစ်တွင်ရောက်လာလိုက်ပြန်သွားလိုက် ရှိသောယူတိုပီးယားအကျဉ်းချများကြားနိုင်နေတိုင်းနေပါသည် ထို့တူကာလာတော်တော်ကြာကလေးကဖြစ်တည်မှုရတန့်သွားခဲ့ပြီဖြစ်သောကျယ်အများကြီးအလင်းအောင်အောင်မှနေတိုင်းနေပါသည် အော်တိုဘာလာတုံးကစာကြည့်လိုက်မှပြန်ထက်တဲ့ကျွန်တော်အာယုံ၌အနာတိုဖရန်စီစာကြောင်းမြောက်တရေရမိသည် အရင်ခေတ်တုန်းကယူတိုပီးယားစိတ်ကိုပိုင်ရှင်ဒေတာမရှိခဲ့ဘူးဆိုရင်လူသားဟာခုချိန်ထိဂူရီထဲမှာပဲဝလစ်ဆက်လက်နဲ့စိတ်ဆင်းရဲနေရမှာပဲယူတိုပီးယားဆိုတာတိုးတက်မှုတွေအားလုံးရဲ့အရင်ကအခြေမြစ်ပါပဲပိုကောင်းတဲ့အနာဂတ်အတွက်စမ်းသပ်မှုပါပဲတဲ့ကျွန်တော်ကိုခင်ဗျားကယူတိုပီးယားသို့သွားရလမ်းဘက်မှာလဲဟုမေးလာလျင်ယခုအခါကျွန်တော်ဖြေကောင်းဖြေမိပါလိမ့်မည်တောင်ဘက်ကိုနှလန်းလောက်ဆက်သွားလိုက်ဒါမှမဟုတ်နောက်ဘက်ကိုဒလန်းလောက်ဆက်သွားလိုက်တောင်ကျုံးမှာမြင်ရလိမ့်မယ် ဒါမှမဟုတ်လမ်းဖြတ်ကူလိုက်တွေ့ရလိမ့်မယ်ဟူသောအဖြစ်မျိုးပေးမိမည်ထင်ပါသည်။သို့တော်တောင်ကုန်းတက်ကဒုက္ခမျိုးတော် CD on the hill ကိုမြင်သာအောင်ပုံဖော်ပြသမှဆိုရင်တော့ခမည်းနားလဲနိုင်ဆုံးကဘယ်မှာမှမရှိတဲ့နေရာ no place ပါပဲဟုဖြစ်မိမည်ထင်ပါသည်။သူနေရာဒီဝေးလံသောမုတ်ကိုစောက်ဝိုင်းဒီမှာအလင်းအောင်ပြပြဖြစ်သည်။ရရောသောမွန်မြတ်သောစိတ်ကူးတစ်ခုရှိရာနေရာဖြစ်သည်။ထိုစိတ်ကူးကိုပုံဖော်နိုင်မည့်အချိန်ကတော့မရောက်လာသေးပါဘူး။ ဝင်းစာရေးသူ Louis H. Lapham E. Paper Moons ကိုဆရာမဂျိုးဘာသာပြန်ဆိုထားပါတယ်။